ြင်သစ်သမ္မတမက်ခရွန်ဟာနိုဝင်ဘာ29ရက်ကအမျိုးသားစစ်မှုထမ်းအစီအစဉ်အသစ်တစ်ခုကိုထုတ်ပြန်ခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ယူကရိန်းနဲ့ရုရှားစစ်ပွဲကြောင့်ဥရောပနိုင်ငံတွေအပေါ်ရုရှားရဲ့ချင်းကြောင်မှုနဲ့ပတ်သက်ပြီးမြင့်တက်လာတဲ့စိုးရိမ်မှုတွေအားရှင်းချပေးဖို့အတွက်ပြင်သစ်ကစစ်တပ်အင်အားကိုမြင့်တင်ဖို့ကြိုးပမ်းနေချိန်မှာမက်ခရွန်ရဲ့စစ်မှုထမ်းအစီအစဉ်အသစ်ထွက်ပေါ်လာတာဖြစ်ပါတယ်။မိမိသဘောဆန္ဒအလျောက်စစ်မှုထမ်းမဲ့အသက်၁၈နှစ်မှ၁၉နှစ်အရွယ်ဆယ်ကျော်သက်လူငယ်တွေဟာလာမယ့်နှစ်မှစပြီး စင်မှုတန်းအစီအစဉ်အတွက်နဲ့ဆယ်လကြာစင်မှုထမ်းရမှာဖြစ်ကြောင်းမက်ခရွန်ကကြေညာခဲ့ပါတယ်။အမျိုးသားစင်မှုတန်းအစီအစဉ်အတွက်ကိုလာမယ့်နှစ်နွေရာသီကစပြီးတဆင့်ချင်းစီအကောင့်ထဲသွားမှာပါလို့မက်ခရွန်ကပြည်သစ်အမ်တောင်တန်းဒေသမှာရှိတဲ့စစ်စခန်းတစ်ခုမှာမေခွန်းပြောကြားခဲ့ပါတယ်။လူငယ်ဗော်လန်တီးယားစင်မှုတန်းတွေဟာပြင်သစ်ရဲ့ပင်မကုန်းမြေနဲ့ပြည်ပရှိပြင်သစ်ရဲ့ပိုင်နက်နယ်နိမိတ်တွေမှာတာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးပြည်ပနိုင်ငံတွေမှာတော့တာဝန်ထမ်းဆောင်ရမှာမဟုတ်ကြောင်းမက်ခရွန်ကပြောကြားခဲ့ပါတယ်။အခုနှစ်အစောပိုင်းမှာမက်ခရွန်က ပြင်သစ်လူငယ်တွေအတွက်မိမိသဘောဆန္ဒအလျောက်စွမှုထမ်းဆောင်နိုင်မဲ့အစီအစဉ်ကိုရည်ရွယ်ထားကြောင်းကြေညာခဲ့ပါတယ်။ပြင်သစ်မှာ1996ခုနှစ်ကစွမှုမထမ်းမနေရဥပဒေကိုအဆုံးသတ်ခဲ့ပြီးလက်ရှိမှာဒီဥပဒေကိုပြန်လည်ကျင့်သုံးဖို့စဉ်းစားမှာမဟုတ်ကြောင်းမက်ခရွန်ကပြောပါတယ်။ဒါပြင်မက်ခရွန်ကလာမယ့်နှစ်နှစ်အတွင်းထပ်တိုးစစ်အသုံးစရိတ်ကိုယူရို6.5ဘီလီယံဒေါ်လာ9.6ဘီလီယံသုံးဆဲသွားမှာလို့လည်းကြေညာခဲ့ပါတယ်။ပြင်သစ်ဟာ2029ခုနှစ်မှာ နှစ်စဉ်ကာကွယ်ရေးအသုံးချိတ်ကို54ဘီလီယံအသုံးပြုဖို့ရည်ရွယ်ထားပြီးဒီပမာဏဟာ2019ခုနှစ်ကတည်းကကာကွယ်ရေးအသုံးချိတ်နှစ်ဆမြင့်တက်လာလိမ့်မယ်ဖြစ်ကြောင်းမက်ခရွန်ကပြောကြားခဲ့ပါတယ်။